အားလုံးပဲမင်္ဂလာပါခင်ဗျာရေလင်းအောင်ဘလောကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေအနေနဲ့ကိုယ့်ရဲ့အကောင့်ထဲမှာရှိတဲ့ friend နေတဲ့ကကျွန်တော်ပို့ရမ်းတင်တဲ့ပို့ရမ်းတင်လုံးလို့ပေါ့နော်ကျွန်တော်မျက်စိနှောက်နေလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုကြည့်လို့မရလို့ပဲဖြစ်ဖြစ်ပေါ့နော်အဲသူသူတင်သမ ्या ပို့တွေအားလုံးကိုကျွန်တော်ကိုယ်ထဲကိုဟိုမပေါ်လာစေချင်ဘူးပေါ့နော်သူတင်သမ ्या ပို့တွေအားလုံးကိုကိုယ့်ရဲ့ new feed မှာလုံးဝမပေါ်စေချင်ဘူးဆိုရင်အဲ့ဒီသူကိုကျွန်တော်တို့ unfriend ရော blog ရောကျွန်တော် unfollow လုံးဝလုံးเสียရမလို့ပဲနဲ့သူတင်သမ ्या ပို့တွေအားလုံးကိုကိုယ်ထဲမှာလာမ ပေါ်အောင်လုပ်လို့ရမယ့်နီလန်လေးကိုအစားဆုံးရှင်းပြပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook Story ကိုတစ်ချက်ဝင်လိုက်ပါအဲဝင်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီအရင်ဦးဆုံးအနေနဲ့ကိုယ့်ရဲ့ဒီ Shopbox ကနေပြီးတော့ကိုယ်လုပ်ချင်တဲ့အကောက်ကိုနာမည်ရေးချလိုက်ရင်လည်းရတယ်ဗောနော်ဒါမှမဟုတ်ဘူးကျွန်တော်တို့ကိုယ့်ရဲ့ profile နေရာလေးကိုသွားလိုက်လည်းရတယ်ကိုကြိုက်တဲ့နီးနဲ့သွားဗောနော်ကျွန်တော်က profile နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ် profile နေရာလေးကိုတစ်ချက်နှိပ်လိုက်ပြီးပြီဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့ profile နဲ့ကိုတစ်ချက်ဝင်လိုက်ပါတော့ဒီ profile နာမည်နဲ့ပုံလေးကိုနှိပ်ပြီးတော့ဒီ profile နဲ့ကိုတစ်ချက်ဝင်လိုက်ပါတော့ ဒါကိုးအောက်ဒီနေရာကိုရရောက်သွားပြီဆိုရင်ကျွန်တော်တို့ ਨੇ friend ဖြစ်တဲ့အောက်တွေကိုကျွန်တော်ဒီနေမှာ friend ဆိုပြီးတော့အများကြီးတွေးနိုင်တယ်ပေါ့နော်အဲကျွန်တော်အောက်ထဲမှာ friend 48ယောက်ပဲရှိလို့48ယောက်ပဲပေါ်အောင်ပေါ့နော်အဲ friend ဆိုတာလေးကိုတစ်ချက်နှိမ့်လိုက်ပါဗျနှိမ့်လိုက်ရင်ဒီအောက်တွေကဒါကျွန်တော်တို့အောက်ထဲမှာ ကျွန်တော်တို့ねဒါ friend ဖြစ်နေတဲ့အကောက်တွေပဲဖြစ်ပါတယ်ဗျဒီတရားမှာကျွန်တော်တို့ sample နေနဲ့ကိုလုတ်ရှင်တဲ့အကောက်ကိုဆမ်းပြီးလုတ်ပေါ့နော်ဒါမှမဟုတ်ဒီ shop box ကနေပြီးတော့နာမည်ရေးချလဲရတယ်ပေါ့နော်ကျွန်တော်ကဒီဒီအကောက်ကိုဆမ်းပြီးတော့လုတ်ပြမယ်ပေါ့နော်ကိုလုတ်ရှင်တဲ့အကောက်ကိုတစ်ချက်နှိပ်လိုက်ပါအဲဒီနေရာနှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာ friend ဆိုတာလေးရှိရပေါ့နော်ဒီမှာကိုနဲ့ friend ဖြစ်နေတဲ့သူဆိုရင်ဒီမှာ friend ဆိုတာလေးပေါ်နေပါလိမ့်မယ်ဗျအဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါ friend တို့တချမ်းနှိပ်လိုက်ရင်ကျွန်တော်တို့ကသူတင်သမားပို့တွေအားလုံးကိုကျွန်တော်တို့ထဲမှာလာမပေါ်အောင်လုပ်မှာပေါ့နော်အဲလာမပေါ်အောင်လုပ်မှာဒါပေမဲ့သူ့ကို unfollow ရောကျွန်တော် unfriend ရောဘယ်လိုလုံးဝမလုပ်ရမလို့ဘူးပေါ့နော်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုရင် take break ဆိုတာလေးကိုတချမ်းနှိပ်လိုက်ပေါ့နော်ဒီ take break ဆိုတာလေးကိုတချမ်းနှိပ် တချမ်းနှိပ်လိုက်ရင်ဒီနေရာမှာ3ခုပေါ်လာပါလိမ့်မယ်ဗျ3ခုပေါ်လာပြီဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးကဒီ C left or ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့ရွေးပြန်มาဖြစ်ပါတယ်ခင်ဗျာဒါလေးကိုတစ်ချက်ထပ်ပြီးတော့ရွေးပြလိုက်ပါခင်ဗျာဒီအပေါ်ဆုံးဟာလေးပေါ့နော်အဲဒုတိယတစ်ခုကိုသွားမယူနေနော်ဒုတိယတစ်ခု limit what ဆိုတဲ့ဟာလေးကကိုတင်တဲ့ဟာလေးကိုသူ့ထဲမှာမပေါ်အောင်လုပ်တာနော်ကျွန်တော်တို့ကဒီအပေါ်ဆုံးက C left or ဆိုတာလေးကိုရွေးပြန်มาပါဗျာအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါ ဒါလေးကိုတစ်ချက်နေလိုက်ပြီဆိုရင်ကျွန်တော်ဒီနေရာကိုရောက်လာပြီဆိုရင်ဒီနေရာမှာ limit where ဆိုတဲ့ဒီဒီဒုတိယနေရာလေးပေါ့နော်အဲ့အဲ့ဟာလေးကိုဒီအောက်ကအတန်းလေးပေါ့နော်ဒုတိယနေရာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါဗျလိုမျိုးလေးနှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီအောက်မှာရှိရဲ့ C ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးရှိကိုဆက်သွားလို့ရပါတယ်ဒီနေရာမှာသူတင်တဲ့ပို့တွေကိုကိုယ်တည်းကိုပုံမှန်တိုင်းပြန်ပြန်ပြီးတော့ပေါ်စေခြင်းနဲ့ဆိုရင်ကျွန်တော်ဒီဒီနေရာတိုင်းပြန်ဝင်လာပြီးတော့ဒီအပေါ်က C ဆိုတဲ့ဟာလေးဒီဟာလေးကိုပြန်ရွေးပြီးတော့ C ကိုနှိပ်ပြီးအောင်ပဲပေါ့နော်ကျွန်တော်တို့ကအခုကသူတင်သမားပို့တွေအားလုံးကိုယ်ထဲမှာမပေါ်အောင်ကျွန်တော်ဖျောက်ထားခြင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ဒုတိယ ဖြစ်တဲ့ဒီ limit ဆိုတဲ့ဟာလေးရွေးပြီးပေါ့နော်ပုံမှန်တိုင်းပြန်ပေါ်ခြင်းဒီအပေါ်ဟာလေးကိုပြန်ရွေးပြီးုံမယ်ဒါစိတ်တိုင်းကြရွေးပါရွေးပြီးပြီဆိုတာနဲ့တရားမှရှိရဲ့စိတ်ဆိုတဲ့ cloud ကလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါခင်ဗျာ နှိပ်ပြီးဆိုရင်ဒီလိုမျိုးလေးပေါ်လာပြီဆိုရင်ဒဏ်ကိုတစ်ချက်နှိပ်လိုက်ပါတော့နော်အဲဒါဆိုရင်တော့ရရပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်အခုဆန်းပြပေးတယ်အကောက်ပိုင်ရှင်တင်သမားပူတွေအားလုံးကျွန်တော်ကထဲမှာလုံးဝလာပေါ်မှာမဟုတ်တော့ပါဘူးနောက်ထပ်တယောက်ကိုကျွန်တော်ဆန်းပြီးပြပေးမယ်ပေါ့နော်ဥမာလှိုင်ထုံးဆိုတဲ့ဒီတယောက်ကိုကျွန်တော်ဆန်းပြီးပြပေးမယ်ကျွန်တော်ကိုလှုပ်ချင်တဲ့အကောက်ကို shop box ကနေပဲရှာရှာကိုယ့်ရဲ့ friend လက်ကပဲသွားရှာရှာလို့ရတယ်ပြီးပြီးဆိုတာနဲ့ဒီနေရာမှာသူနဲ့ friend ဖြစ်နေတဲ့နေရာလေးပေါ့နော်ဒီ friend ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါ တစ်ချက်နေပြီဆိုရင်ကျွန်တော်ဒုတိယတစ်ဆင့်အနေနဲ့ဒီနေရာမှာ take a break ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နေပြီပေါ့နော်ဒီ take a break ကိုတစ်ချက်ထပ်ပြီးနေပြီပါခင်ဗျာနေပြီပြီဆိုတာနဲ့ကျွန်တော်ဒီနေရာကိုရောက်လာပြီဆိုရင်ဒီအပေါ်ဆုံးကဒီ c left off ဆိုတာလေးကိုတစ်ချက်ထပ်ပြီးရွေးပြရမှာဖြစ်ပါတယ်အဲရွေးပြီးဆိုရင်အဲဓာတ်ပေါ်အပြည့်ဆိုရင်ကျွန်တော်ဒီအပေါ်အပေါ်ဟာလေးကိုသူကအပြာစက်ကလေးရွေးထားမှာပေါ့နော်ကျွန်တော်တို့က သူတင်သမ ्या ပို့တွေအားလုံးကိုယ်ထဲမှာမပေါ်တင်ညာဖြစ်တဲ့အတွက်ကြောင့်မလို့ဒုတိယဒီ limit ဝဲဆိုတဲ့ဟာလေးရွေးရွေးပြီးပြီဆိုတာနဲ့ဒီအောက်မှာရှိရဲ့ဒီ state ဆိုတာလေးကိုချက်နှိပ်ပေးလိုက်ပါမယ်နော်ပုံမှန်တိုင်းပြန်ပေါ်ကျင်တော့ဒီအပေါ်ကိုပြန်ရွေးပေးပါနော်အဲကျွန်တော်ကအခုကမပေါ်တင်ခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့ limit ကိုရွေးတယ်ရွေးပြီးရတဲ့ဒီ state ကိုတစ်ချက်နှိပ်လိုက်ပါနော်ဒီလိုမျိုးပေါ်လာရင် down ကိုတစ်ချက်နှိပ်လိုက်အောင်ပါပဲအဲဒါဆိုရင်တော့ရရပြီပဲဖြစ်ပါတယ်ဗျအဲကျွန်တော်အခုပြပြရဲ့နီလန်းလေးကကျွန်တော် unflan or ဒီ unfriend တွေဒီ unfollow တွေဘလော့တွေလုံးဝလုံးဆရာမလို့ပဲ ਨੇ အဲသူတို့တင်သမားပို့တွေအားလုံးကျွန်တော်တို့ရဲ့ new feed တွေဟောဒီထဲမှာလုံးဝလာမပေါ်အောင်လုပ်လို့ရမယ်နီလန်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီနီလန်းလေးကဒါမိတ်ဆွေတို့အတွက်သုံးတက်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်တူးချင်းတွေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ